ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့မင်္ဂလာပါလို့နှုတ်ဆက်ရတာအားရှိတယ်ပေါ့နော်အဲ့ဒါဗာလဲဆိုတဲ့အခါကျတော့ထိတ်ကလည်းကျွန်တော်တို့မနေ့ပိုင်းမှာမှန်ခဲ့တယ်ပရိတ်ကလည်းမနေ့ပိုင်းမှာမှန်ခဲ့တယ်ကီးကလည်းမနေ့ကောညရောထိခဲ့တယ်အောင်ခဲ့တယ်နော်ကျွန်တော်တို့နောက်တစ်ခါတင်ကွက် ထုတ်ပေးခဲ့တဲ့အခါမှာလည်းကျွန်တော်9:40နဲ့40ကိုအကြိုက်ဆုံးပါလို့ပြောတဲ့အခါမှာကျွန်တော်တို့ကိုငါဆိုပြီးတော့အောင်သွားခဲ့တယ်နော်အဲထို့အတူပဲကျွန်တော်တို့နောက်တကကျွန်တော်တို့ဟိုတနင်္လာနေ့က ေးခဲ့တဲ့အတန်းဒီတန်းကကျွန်တော်တင်းနေလာနေမှာခွန်ခွန်ဆိုပြီးထွက်တယ်နောက်တော့ကလေးခွန်ဆိုပြီးထွက်တယ်နှစ်ကြိမ်ထွက်ပြီးရင်ကျွန်တော်တင်းနေလာနေစောစီးထွက်တာအတွက်နောက်တစ်ကြိမ်ထွက်နိုင်မှာသေးတယ်လို့ကျွန်တော်ပြောခဲ့သလိုပဲငါ၉ငါဆိုပြီးဒီမှာ၉ဒီမှာ၅ဆိုပြီးတော့နှစ်ကြိမ်မဟုတ်ဘဲနဲ့၃ကြိမ်မြောက်အထိထွက်သွားခဲ့ပြန်ပါတယ်ဗျာနော်အနည်းဆုံး2ကြိမ်ထွက်ရမယ်ဆိုအခုဆိုရင်3ကြိမ်ထွက်သွားဟိုးပြီးခဲ့ပါကဆို3ကြိမ်လား4ကြိမ်လားမသိထွက်တယ်ပေါ့နော်ကြည့်ရတော့ဘာပဲဖြစ်ဖြစ်ဒီကနေ့ကတော့တော်တော်များများပေါက်ကြမယ်အောင်ကြမယ်လို့တော့ကျွန်တော်ထင်ပါတယ်ကျွန်တော်ရှိပဲဖုန်းလာဆက်ပြောတဲ့လူတွေကတော့ လဲလင်းကဆယ်ယောက်လောက်တော့ရှိတယ်ပေါ့နော်မုံဘိုးလာပြီးရလူကတော့နှစ်ယောက်လောက်တော့ရှိတယ်ပေါ့ကဲပါဘယ်လိုပဲဖြစ်ဖြစ်ပေးကြီးဖြစ်စေမပေးကြီးဖြစ်စေကိုယ့်လူတွေအောင်နေဆိုဝင်တာပါတယ်ကျွန်တော်ကအဲ့လိုအောင်နေပျော်တာပါနော်ကျွန်တော်ဘုရုရှိရမှစားအောင်ကြီးရအောင်ကြီးတော့မအောင်မိပါဘူးနော်ပေးလာခဲ့တော့လဲကျေးဇူးတင်ရတာပေါ့ဗျာကဲအဲ့တော့နောက်တစ်ခုကကျွန်တော်တို့ Viper မှာဟိုပတ်တီးယူရလူလာကြီးကောင်းကြီးနေမယ် Viper မှာကျွန်တော်ကပတ်တီးကတ်ကိုပဲရောင်းပေးခြင်းဖြစ်တယ်တခါတည်းမှာကျွန်တော်အားလက်တဲ့အချိန်မှာထိတ်စီးတို့ ပရိတ်တို့ကျွန်တော်ကက်ကလေးထည့်တယ်ပေးတယ်အဲ့ဒါတွေကကျွန်တော် YouTube မှာတင်တဲ့ထိပ်စီးနဲ့ပရိတ်ပါပဲเนาะအဲ့ဒါကတော့ကျွန်တော်အားတဲ့အခါထည့်ပေးတယ်ပေါ့เนาะအခုတော့ထည့်မပေးတဲ့အခါကျတော့ကျွန်တော်ဒီကနေ့ဆိုမအားလက်ဘူးကျမ်းမာရေးအကြောင်းကျွန်တော်စီကံသွားတာနဲ့ပါနေညာနဲ့ဆိုတော့မအားလက်ဘူးအဲ့တော့ထည့်မပေးဘူးနောက်ရက်တွေလည်းကျွန်တော်အဲ့လိုပဲထည့်ပေးပြချင်မှထည့်ပေးမယ်ဒီကပရိတ်တွေထိပ်တွေကိုယူထားပါเนาะဟုတ်လားကျွန်တော်အားတဲ့အခါတော့ထည့်ပေးမှာပေါ့ဗျာကျွန်တော်အဓိကကတော့ပတ်တိပဲရောင်းထားခြင်းဖြစ်တယ်ထိပ်နဲ့ပရိတ်ဒီမကြည့်လိုက်ရလို့ကြည့်လို့ရအောင်ဆိုပြီးထည့်ပေးခြင်းပဲဖြစ်တယ်เนาะဘာမှထွေထူးမဟုတ်ဘူးဟုတ်လား အဲ့တော့ကျွန်တော်တို့3 4 3ညာနှစ်ကစမယ်ဗျ3 4 3ညာနှစ်4 5 6ညာ4 5 6ညာ5 3ညာ6 5 3ညာ6ညာ6ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်4ရဲ့5ရဲ့ပေါင်းတော့6ပါတဲ့နော်6 4ရဲ့5ရဲ့ပေါင်းတော့6 6ရဲ့8ရဲ့ပေါင်းတော့ခွန်ခွန်ရဲ့နှက်ခတ်က3ည ွန်ရက်ပါဝါနှစ်ခွန်သုံးရက်နှစ်ဆိုတဲ့ဂီးသုံးလုံးဒီအပင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့၄နှစ်တဲ့၄နှစ်မှာနှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်၄၆၄၆မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျเนาะကျွန်တော်တို့ဂီးတွေကတော့ကျွန်တော်ဂီးတွေကတော့အများတန်းကြည်နေကြတယ်ကျွန်တော်ရဲ့လူတွေအားလုံးသိပါတယ်เนาะတို့တခါတည်းရန်တော့ပြတ်တက်တယ်ဆိုသလိုပဲပြီးခဲ့တနေ့လာနေ့ပြတ်ခဲ့တယ်เนาะဒါပေမဲ့များသောအားဖြင့်ပြတ်နေတဲ့ဂီးတွေပဲဖြစ်ပါတယ်เนาะကြည့်ရအောင်နောက်တစ်ပြင်တွတ်ပါမယ် ်3 5 9 3 6 7 9 3 6 7 9 3 7 7 9 6 7 9 6 7 9 6ဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ6ကဲ6ကဲပေါင်း6ပါတယ်6နဲ့6နဲ့ပေါင်းနှစ်ပါတဲ့နှစ်ရက်နှစ်ခါက၄၊နှစ်ရက်ပါဝါခွန်၊နှစ်၄ခွန်ဆိုတော့ကီးသုံးလို့ဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့ ငါးငါးတဲ့မအောင်မအောင်ပြခွန်ကိုတဲ့ခွန်ကိုမှာတော့ခွန်တလုံးထိပြီးကျွန်တော်တို့ပေါင်ခဲ့ပါတယ်ဗျနောက်တစ်ပြင်တော့တက်ပါမယ်5 3 7 3 5 4 3 6 5 9 3 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 168 169 170 171 172 173 174 175 176 177 178 179 120 131 132 133 134 135 136 ဒီ9ရက်9ရက်ပေါင်း4ပါတဲ့4နဲ့6နဲ့ပေါင်းတော့3ည3ညရဲ့နှစ်ခတ်ကခွန်3ညရဲ့ပါဝါ9 3ညခွန်9ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲဒီမှာကျွန်တော်တို့ဘာတွေထွက်သွားတယ်လဲဆိုတာကျွန်တော်တို့ကြည့်လိုက်ရအောင်9ချောက်တဲ့9ချောက်မှာ9တလုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်ရှစ်ရှစ်တဲ့ရှစ်ရှစ်မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျเนาะ ကဲနောက်တစ်ပြင်ကိုတွက်ပါမယ်တလေခွန်ခွန်နှိရှိတိချခွန်တိတိချဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့မှာကျွန်တော်တို့ကြည့်မယ်ဆိုရင်နှိနဲ့ရှင်းနဲ့ပေါင်းတော့၃ည၃ည6နဲ့ပေါင်းတော့6ပါတဲ့6ရဲ့နှစ်ခါက6ကို6ရဲ့ပါဝါတိ6 9 1ဆိုတဲ့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုရင် ကိုကိုတဲ့နော်ကိုကိုမှာကိုတလုံးထီပြီးအောင်ခဲ့ပါတယ်၅၆တဲ့၅၆မှာလည်း၆တလုံးထီပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကျွန်တော်မီးပြတ်နေတော့နော်အရေးခရီးကြနေတယ်အဲ့ဒါလေးတော့နည်းသတိထားဟိုနည်းလေးကျေးဇူးပြုပြီးတိတ်ခံပေးပါကဲအဲ့တော့ကျွန်တော်တို့နောက်တစ်ပြီထပ်တွက်ပါမယ်၈၈၉၉တဲ့၈၈၉၉၆၂၄၈၆၂၄၈ ခွန်ရှိ3ခွန်ရှိ3ဆိုဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်6နဲ့2နဲ့ပေါင်းတော့8ပါတဲ့8နဲ့5နဲ့ပေါင်းတော့3ပါတဲ့3ရဲ့နှစ်ခက်က5 3ရဲ့ပါပါ8 358ဆိုတော့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့65တဲ့65မှာ9တလုံးထိပြီးအောင်ခဲ့ပါတယ်26တဲ့26မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော် မီးတွေလည်းပြက်အလုပ်လုပ်ရတာအဆင်မပြေဘူးခုနအတားတောင်ဒီလောက်ကလေးမီးရအောင်မီးဆက်ထားမောင်းတာလို့ရတာဒီမှာကျမီးတောင်မရအောင်နော်နောက်က33 33 3846 3966ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်ရှင်းနဲ့တင်းနဲ့ပေါင်းတော့9 9နဲ့6နဲ့ပေါင်းတော့9 9ရဲ့နှစ်ခက်က3 9ပါပါ3ည9 3 3ညဆိုတဲ့ကီး3လုံးဒီအပြင်မှာ ထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုရခါကျတော့၃ည2တဲ့၃ည2မှာ၃သလုံးထိပြီးအောင်ခဲ့ပါတယ်၅ကိုတဲ့၅ကိုမှလည်း၅သလုံးထိပြီးတော့ညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တပင်ကိုတွက်ပါမယ်နောက်တပင်ဆိုတော့ဒီပုတ်တူးနေအတွက်ပါ2 6 3 5 2 6 3 5ခွန်ခွန်၄ခွန်၉၅၃ခွန်၉၅၃ခွန် 3နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်ခွင်ရခွင်ရပေါင်းတော့4 4နဲ့2နဲ့ပေါင်းတော့6 6ရဲ့နှစ်ခက်က6 6ရဲ့ပါဝါတိ6 6ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တကယ်အဲ့တော့ကျွန်တော်တို့ကီးထိတ်ကလေးတွေ break ကလေးတွေနဲ့စဉ်းစားလိုက်ရအောင်ကီးထိတ်ကီးထိတ်ကတော့ကျွန်တော်တို့ဗာလဲဆိုရင် ဲတော့ကျွန်တော်တို့ထိတ်ကြီးထိတ်က8 D 6ပါတဲ့နော်ခုနကီးရိုးရိုးက6 9 D တဲ့6 9 D အဲတော့6 6ဒီ6ဒီရင်းနှလုံးကသွားပြီးတိုက်ဆိုင်နေတဲ့အတွက်6ဒီဘက်ကပိုပြီးအားတာတယ်လို့ကျွန်တော်တို့ကပြောရမှာပဲဖြစ်ပါတယ်။เนาะအဲ့တော့ကျွန်တော်တို့ဒီမှာကြည့်လိုက်အောင် break line နေတဲ့เนาะ break line ကဘာရတဲ့လဲဆိုတဲ့အခါကျတော့ခွန်2 3ည လေးတဲ့အဲ့မှာခုနှစ်ပရိတ်ဒီ main ပရိတ်ပါတဲ့ကျွန်တော်တို့ပြီးခဲ့တဲ့တနင်္လာနေ့ကကျွန်တော်ပြီးခဲ့တဲ့မွေးပရိတ်ကလည်းခုနှစ်ပဲเนาะတိုက်ဆိုင်မှုတော့ရှိနေပါပြီကျွန်တော်တို့ပေါက်ကနန်းရွေးနိုင်မှုပဲလိုပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီမှာတူနေတဲ့အတွက်မကတ်တော့ပဲねဒီကောင်းနဲ့ပဲကျွန်တော်တို့ထိနေပရိတ်နဲ့ကတ်လိုက်မယ်ရှစ်ကိုခွန်ပရိတ်ဖြစ်အောင်89ရှစ်ကိုနှစ်ပရိတ်ဖြစ်အောင်84ရှိကိုတုံညာပရိတ်ဖြစ်အောင်82ဟာရှိကို လေးပရိတ်ဖြစ်အောင်86နော်86နောက်တစ်ခါကျွန်တော်တို့1ကို complete ဖြစ်အောင်16 1ကို2ပရိတ်ဖြစ်အောင်11 1ကို2ပရိတ်ဖြစ်အောင်19 1ကို4ပရိတ်ဖြစ်အောင်13နရက6ကို complete ဖြစ်အောင်61 6ကို2ပရိတ်ဖြစ်အောင်66 6ကို3အောက်မှာဆက်ရေးလိုက်မယ်เนาะ6ကို3ညဖြစ်အောင်64 6ကို လေးပရိတ်ဖြောင်း68ဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးရပါတယ်เนาะ6686ကတော့အပေါ်မှာပါတယ်166တိလည်းနှစ်ခါပြန်ထပ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့အဲ့ဒါလေးတော့ဟိုမဖြတ်တော့ဘူးเนาะတော့ကြကြတချို့ကတခါကြီးအဲ့လိုအာထိုးရမှဟာကြီးထည့်မပေးလိုက်လို့ရှင်အာပဲမထိုးဘူးပြကျွန်တော်ဖြတ်တဲ့အတိုင်းလိုက်ထိုးတယ်เนาะအဲ့ဒါကြောင့်အဲ့တော့ကျွန်တော်တို့ main ပရိတ်နဲ့ပတ်သက်တာကိုကျွန်တော်တို့ရေးမယ်ဆိုရင်89 84နောက်တစ်ခါ16 11 6တက်ကတော့အတူတူပဲเนาะ66ပေါ့เนาะဟာလား6တက်ကတော့ကျွန်တော်ထည့်မယ်ရေတော့ဘူးအဲဒါပါပဲเนาะအဲ့တော့ကျွန်တော်တို့အဓိကကဘာလဲဆိုရင်ကျွန်တော်တို့မနေ့ဘင်္ဂအတွက်က89 84 85 86 87 88 89 90ဘောเนาะဟို6တက်ကတော့ထည့်မရေတော့เนาะတော့ကြောက်ကြောက်မှကြံနေခဲ့တယ်ဆိုပြီးဝင်မှန်အောင်မှသိတယ်အဲ့တော့ကျွန်တော်တို့ ဒီငားလုံးပေါ့နော်ဒီငားလုံးเนี่ยမှာမှာကျွန်တော်ရဲ့အကြိုက်ဆုံးကိုကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်တိ6တို့ဗာတိ6ကိုတော့ကျွန်တော်အကြိုက်ဆုံးပါပဲเนาะတိ6တို့66တို့ပေါ့နော်အဲ့ဒါလေးတော့ကျွန်တော်အကြိုက်ဆုံးရှိပါတယ်ဂျန်နာတွေကတော့မိမိပါမိ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 သဘောနဲ့မိမိကြိုက်နှစ်သက်ရအောင်ဦးစားပေးရွေးချယ်ပါเนาะနောက်တစ်ခုကပရိထိတ်ကီးကြိုက်တာကိုယူပြီးသုံးပါကျွန်တော်ပေးတဲ့ကဏ္ဍမှာမဟုတ်ဘူးကိုကြိုက်တာကိုထိုးခြင်းနဲ့ဆိုလဲငါတို့ကတော့ကွာကီးထိတ်ပဲယူနေကီးထိတ်ပဲယူထိုးမယ်ဆိုတော့ထိုး နော်ကီယိုယိုယူထိုးမယ်ဆိုလဲကီယိုပဲယူထိုးဘရိတ်ကိုယူထိုးမယ်ဆိုလဲဘရိတ်ကိုယူထိုးအဓိကကတော့ကျွန်တော်တို့ပေါက်ဖို့ရေးကြည့်ပါတယ်ကဲနော်အဲ့တော့ကျွန်တော်တို့ဒီကနေ့တင်းနေလာနေမှာအောင်ွယ်မပေးနိုင်ပေမဲ့အင်္ဂါနေ့မှာတော့ကျွန်တော်တို့တင်ွက်ရအောင်ကျွန်တော်လုပ်ပေးနိုင်ခဲ့တယ်ဗိုလ်တူးနေမှာလည်းကျွန်တော်ရဲ့အမျိုးတွေတင်ွက်ကလေးတွေရပြီးထပ်ပြီးအောင်ရပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးဒီကနေ့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမာနေမဲ့အဆုံးတက်လိုက်ပါရဗျာအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ